ရှိပညာရှိတို့ထားခဲ့သောပညာမွေနှစ်တို့ကိုမိလျော့ပြောက်ွယ်မသွားစိမ့်တော်ငါဝါဒနာရှင်တို့အတွက်လည်းဘ ഹു တုတရဲ့လွယ်ကူရှင်းလင်းစွာနားလည်စေရန်တွက်နည်းနှင့်နမူနာတွက်နည်းတို့ကို စေတနာထားလျှင်ရှာဖွေစုဆောင်ဖော်ပြနေရခြင်းဖြစ်ပါれ။ဗေဒပညာရဲ့အသင်တင်တက်ကြွန်းထားယုံဖြင့်ဒီပညာကိုအသုံးပြုကာလူမှုပေါင်းသင်းဆက်ဆံရေး။နေပေမှာခင်မင်းင်းနှီးမှုကိုရယူရန်လွယ်ကူသောပညာရဲ့တစ်ခုပင်ဖြစ်ပါれ။ လူတိုင်းလူတိုင်းမိမိအနာဂတ်ကိုကြိုတင်သိလိုကြသည်မှာဓမ္မရာပင်ဖြစ်ပါတယ်။ဒါကြောင့်ရှေးပညာရှိတို့ဟာယောက်ျားတို့ဤတက်အပ်သောအထာရတ18ရက်သောပညာရက်တို့မှာဗေဒင်ပညာလည်းတရက်ပါဝင်ဟုဆိုထားခဲ့ကြသည်ပင်မဟုတ်ပါလား။ဗေဒဝိဇ္ဇာလင်္ကာယကျမ်းထဲမှတိန်တော်မြင်တက်ရောက်တွက်နီးတင်္ကာကိုလေ့လာကြပါဦးဆို။တွက်နီးလင်္ကာနောင်စင်မှတ်ရာကြောင်း၈000နဲ့မျက်စရာ။နာဂတ်ကိုရှုမျော်ရေးထားသည့်တာ တတိပါတနှင့်သာစာအကျဉ်းစာဆိုနှင့်နမင်းညိုတိန်နောဟောကမမတွက်နီးလင်ကအတိတ်ဘယ်မှာ တွက်လို့သူရောက်တက်ကိုတီးပြီးခုနှစ်နှင့်စားရပါမိထို့နောက်အကျဉ်းကြရောက်ရာလင်ကအတိုင်းဟောရပါမိအဟောလင်ကတတခုကျွင်းနမင်းနဲ့တီလာပဒုံမှာရွှေကြပန်းလိုလမ်းလိမ့်ပခါလူများစွာကာယဝယူတည်စွာ ပူဇော်ပြုလိမ့်မည်ဂိမ့်နှင့်အချာနှစ်နှစ်ခုကျွင်းနှစ်ပြင်းနဲ့နှုတ်သီးမှာရှောင်ပါလေ ကိုယ်စကားနဲ့တရားတပောင်ဖြစ်မီဆိုရိတ်စစ်သားချစ်ကြည်စွာဖြစ်ပါလူများနှုတ်မှုမစင်ခြင်းလို့အစဉ်ပင်ရံပတ်အေးရဲ့ရှေးမိတ်စကားသုံးသုံးခုကျွင်းနှစ်ပြင်းနဲ့ရှေ့ခွာမှန်ရာကို ဟောပါလိမ့်နားစိမ့်စိမ့်နာမပြောပါပြောင်းရှာတက်ပြီခီးရာကြီးရှိဟောချက်ကမီလေးလေးခုကျွင်းနှစ်ပြင်းနဲ့တို့မာနေမြက်ဆွေရှင်ရဟန်းငယ်တို့တခန်းလူထွက်လျင် ထွက်ချက်လို့ဟောချက်ကထွေလူဖြစ်ပေ အိတ်နေများချစ်ကယ်လင်းမြန်ခလေးဟောကြများ ငါးငါးခုကျွင်းနဲ့မြင်းနဲ့လက်ချေအထွေထွေဟောရံထားများသည့်အနေပျော်ပေပြောင်းပေတက်ဆူခီးရာဤသွားများသည့်အရာ၆၆ခုကျွင်းနဲ့မြင်းနဲ့အမီးမှာစိတ်မကြည်တောင်မြောက်ကဲနဲ့တွေးထောက်တင်ပါဂျင်းငွေရှာရရှာမလွဲနဲ့မြင်းညိုတိန်နဝဟောကြမြဲခုနှစ်တတမြင်းချောတဲ့ကြောက်ကုန်းမှာအကောင်းတွေဆုလာတက်ဟောလက်မကြပို့ဆောင်တာအောင်ပါမီလို့စုဖွဲ့ရဗမာယမီဟောကြလူတို့ အဟောလင်္ကာဤအတိတ်ပဲကတခုကျွင်းလျင်မြင်းဤဥကောင်းတွင်ကြာရောက်ရဲ့ လူများ၏ကြည်ညိုလေးစားမှုကိုရမည်စိတ်ချမ်းသာကိုကျမ်းမှာအရာရာပြည့်စုံကပျော်ရွှင်မှုကိုရရှိမိနှစ်ဖြစ်၏နှစ်ခုကျွင်းလျင်မြင်းဤနှုတ်သီးမှာကြိုက်စကားပြောဆင်ခြင်းမှာမိတ်ဆွေပေါင်းသင်သူများနှင့်ပင်မိမိစကားကြောင့်ရန်ဖြစ်တတ်တရားတပောင်ဖြစ်ရတတ်၏သုံးခုကျွင်းလျင်နမင်းဤရှေ့ခွာကြိုက် နေရာပြောင်းအွှေ့အလို့ပြောင်းရွှေ့ခီးမကြာခဏတွားရတတ်၏ လေးခုကျွင်းလျင်နမင်းဤဘို့မှာကြာရောက်၏ငယ်ရသူဆိုလျင်ဆုတ်လက်ကြီး၍ချစ်ခင်သူနှင့်တွေ့ရတတ်၏အိမ်ထောင်သည်ဆိုလျင်မိမိကျင်သူတတ်ထားဇနီးများကချစ်အားပို့သောနှစ်ပိုင်းဖြစ်လေယဟန်တော်မှလူထွက်ရသောနှစ်ဖြစ်ပါသည်ငါးခုကျွင်းလျင် နမင်းဤလက်ခြေတို့တွင် ကြာရောက်ကာယာယီကြီးသောနှစ်ဖြစ်လေခီးရှိ မကြခဏထွက်ရတတ်ခြင်း၆ခုကျွင်းလျင်နမင်းဤအမိမှကြပြီးငွေကြီးရှာရာတွင်တောင်ရက်မြောက်ရက်ကငွေရတက်လျက် စိတ်လက်မကြည်မသာဖြစ်လျင်လဲထိုရက်တို့သွားကပြောက်၏ခုနှစ်ခုကျွင်းလျင်နမည်းဤကြောကုန်းမှာကြာရောက်၍မိသည့်အမှုကိစ္စမျိုးမဆိုပြုလုပ်လျင်အောင်မြင်သောနှစ်ဖြစ်ပြီးစီးပွားဥစ္စာတိုးပွားသောနှစ်ဖြစ်၏အထက်ပါဟောရို့ကိုမိမိတို့ဉဏ်ရှိသလိုချဲ့ထွင်၍ဟောပြောနိုင်ပါသည်တွက်နည်းကိုရှင်းလင်းစွာသိရှိစေရန်နမူနာဖြင့်လက်တွေ့တွက်ပြပါမည်ဥပမာအသက်နှစ်ဆယ်နှစ်ရှိသူကိုတွက်ကြည့်မည်ဆိုပါစို့အသက်နှစ်ဆယ်ကိုခုနှစ်နဲ့စား၆ကျွင်းသောကြောင့် နှမြင့်မိမာကြပြီးငွေကြေးရှာရာတွင်တောင်ရက်မြောက်ရက်ကငွေရတက်လက်စိတ်လက်မကြီးမသာဖြစ်လျင်လဲအဲ့ဒီရက်တို့သွားရရတရာချေပါ